ကဲအားလုံးပဲမင်္ဂလာပါဗျ channel msn မှာကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်က ufc 314ပွဲအပီ champion ကပတ်စီနီကက်လာတဲ့ fighter တွေသောမဟုတ်စောက်ကြီးတဲ့ fighter တွေကိုအဓိကထားပြီးတော့ကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်။ပြီးခဲ့တဲ့တနင်္ဂနွေနေ့တုန်းကလှုပ်ခဲ့တဲ့ UFC 314ပြိုင်ပွဲမှာအနိုင်ရရှိခဲ့တဲ့ fighter တွေတဲကသက်ဆိုင်ရာ weight တန်းတွေမှာ champion အိမ်မက်မက်ခွင့်ရှိလာတဲ့ fighter တချို့အကြောင်းကိုပြောပြခြင်းပါတယ်။နံပါတ်1 Buddy Bamblett ်လေဘာဘူးသားပတိပမ်ပလက်က lightweight အဆင့်9ဖြစ်တဲ့ Michael Chandler ကိုတပွဲလုံးလက်ရည်အသားနဲ့ကစားပြီးတော့အလဲထုံးနဲ့အနိုင်ရရှိသွားခဲ့တယ်။ဒီနိုင်ပွဲနဲ့ဆိုရင်ပတိပမ်ပလက်က UFC မှာခုနှစ်ပွဲဆက်တိုက်နိုင်ထားပူးပြီးတော့တပွဲမှာမရှုံးသေးဘူး။ ဒီပွဲမတိုင်ခင်ကဆိုပတ်တီပမ်ဘလက်ကိုချန်ပီယံခပတ်ကိုချိန်ချောင်းနိုင်တဲ့ကောင်ဖြစ်ဘသူမှမြင်ကြမှာမဟုတ်ဘူးကျွန်တော်ပါဝင်ပဲ UFC ကိုစောင့်ဝင်လာတဲ့ကဒိနာက UK မှာလုပ်တဲ့ပွဲတွေမှာလာကြီးတဲ့ပရိသတ်များအောင်လူပုံစံပျော့ဖက်ဖက်နဲ့ပတ်တီပမ်ဘလက်ကိုတဲကျန်းနေနဲ့ထားပြီးတော့သူ့အနိုင်ယူဖို့လွယ်တဲ့ fighter တွေနဲ့ပဲတဲပေးတာများခဲ့တယ်ရင်ဆိုင်ခဲ့ရတဲ့ fighter တွေထဲမှာ Michael Chandler တူတဲပဲထိတ်တန်းစစ်ရှိရလို့ဆိုရမယ်ဂျန်နာတွေကအစ်30အတွင်းက fighter တွေတောင်မှတယောက်မှမပါဘူးဒါပေမဲ့ Chandler ကို striking ဘိုင်းရောနဘန်းဘိုင်းမှာအသာစီးနဲ့ကစားသွားပြီး champion လက်ရည်အဆင့်ရှိချောင်းကိုတက်သည့်ပြသွားခဲ့တာကြောင့်ဝေဖန်သူတွေကလည်းအတိမတ်ပြန်ပြူးခဲ့ရတယ် UK မှာပရိသတ်အင်အားရှိတဲ့ Paddy Pamblet ကိုလက်ရှိ champion မကာရှက်နဲ့တဲပေးဖို့ကတော့မဖြစ်နိုင်သေးဘူးနောက်ထပ်အဆင့်1 2 5အတွင်းက fighter တယောက်ယောက်ကိုသာအနိုင်ယူပြနိုင်ရင်တော့တကြီးကကပတ်လူပွဲကိုတည်ကြပေါ့စီစဉ်ပေးရပါလိမ့်မယ်သူအနေနဲ့လည်းပွဲပြီးအင်တာဗျူးမှာ lightweight ranking ထိပ်ပိုင်းမှာရှိနေတဲ့ Dustin Poirier Justin Gaethje, Charles Oliveira တို့တဲကတရားရောက်နဲ့ထိုးချင်ပါတယ်လို့ဖြေသွားတာလည်းရှိထားတယ်။နံပါတ်1 Dominic Reyes ဒုတိယတယောက်ကတော့ light heavyweight တန်းကစားသမား Dominic Reyes ပါ။ဒီပွဲမှာ light heavyweight တန်းရဲ့အဆင့်ရှိ Russia fighter Nikita Karilov ကိုပထမအကြိမ်မှာပဲအလဲထိုးနဲ့ပွဲသိမ်းခဲ့တာပါ။တကယ်တော့ Reyes က2020မှာဂျုံဂျုံနဲ့ကပတ်လူပွဲမတိုင်ခင်အထိရှုံးပွဲလုံးဝမရှိခဲ့ဘူး။ Jones ကိုအမတ်နဲ့အငင်းပွားပွဲရှုံးပြီး2021အထိနောက်ထပ်3ပွဲဇက်တိုက်ပြိုင်ပွဲတွေကိုအလဲထိုးနဲ့ရှုံးခဲ့တယ်။ အဲ့နောက် Reyes ကရုပ်ပိုင်းဆိုင်ရာတွေကိုပြန်လည်ပြုတ်ပြင်ဖို့အတွက်ကိုတနစ်ခွဲလောက်ထိအနားယူခဲ့တယ်။ Fighter တွေကကျိုးလို့ရတယ်ဗျာ။ကဲလို့ရတယ်။စိတ်တပိုင်းထိလို့မရဘူး။ Dominic ကဂျုံးတဲ့ပွဲမှာကျင်းသိနိုင်ရမှာကိုဒိုင်တွေကညစ်ပြီးအရှုံးပေးလိုက်တဲ့တကြောင်မလို့စိတ်တပိုင်းထိပြီးတော့နောက်ပွဲတွေမှာလက်ရည်အရန်ကျသွားခဲ့တယ်။၂024နှစ်လယ်လောက်မှာတန်တကာတွေပြန်ဝင်လာခဲ့ပြီးလက်ရှိပွဲအပဝင်၃ပွဲဇက်တိုက်ပြိုင်ပွဲတွေကိုအလဲထိုးနဲ့နိုင်ပွဲတွေကြီးပဲပြန်ရခဲ့တယ်။ဆိုတော့ထိပ်ပိုင်းကိုပြန်ရောက်လာပြီ။ တဝိတ်တန်းမှာအရရောခြေရန်လက်တံမှာရှိတဲ့ Reyes ရဲ့ striking ကထိတ်တန်းအဆင့်လို့ပြောနိုင်ပြီးတော့သူ့ရဲ့ဘယ်ဖြောင်းလက်သီးတွေအမြင့်ကန်ချက်တွေကထိလိုက်ရင် fighter တော်တော်များများကိုတစ်ချက်ပဲ ဒါပေမဲ့မာဂုံပိုင်းမှာတော့အာနာချက်ရှိရတဲ့ကြောင့်မလို့ဂျောကိုလက်သီးနဲ့ထိလိုက်တာနဲ့ recover မလုပ်နိုင်ဘဲနဲ့အလဲထိုးတာကြီးခံခဲ့ရတယ်။အခုတော့အဲ့အာနာချက်ကိုအတန်အသင့်ပြင်ဆင်လာနိုင်ပြီလို့တော့ပြောလို့ရမှာပါ။အရင်ကကပတ်လူပဲတွေထိုးခဲရတဲ့လူဖြစ်တာကြောင့်နောက်ထပ်ပြိုင်ဘက်တအူးနှူးလောက်ကိုဆက်နိုင်ခဲ့ရင်တော့ချန်ပီယံအိမ်မက်ပြန်မက်လို့ရပါပြီ။နံပါတ်3ဂျင်းစေးပါဖေဒါဝိတ်တန်ဖိုက်တာဖြစ်တဲ့ဘရာဇီးသားဂျင်းစီဘက်ကဒီပွဲမှာမီရှဲကိုဒုတိယအချီမာရင်နေဂျာချုပ်ကွက်နဲ့3-0အောင်ထုံးနိုင်ပြီး bonus ဒေါ်လာ9000မှာရသွားခဲ့တယ်။ UFC ကို2024မှာစရောက်ခဲ့ပေမဲ့လက်ရှိ9ပွဲအထိထိုးထားရတဲ့ဂျင်းစေးဘကပွဲကူးကျန်းတယ်လို့တော့ဆိုရမှာဖြစ်တယ်။ထိုးပွဲ9ပွဲလုံးကလည်းပြိုင်ဘက်တွေကိုအလဲထွင်ထိုးမထိုးရင်ချုပ်ွက်တင်နေကြည့်ပဲအဆုံးသတ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့စေးဘတစ်ယောက်ကလုံတိုင်းဖြစ်နေတဲ့အချိန်ကိုရောက်နေတယ်။သူ့ရဲ့ prime ပဲ။စေးဘရဲ့မှတ်တမ်းက16ပွဲနိုင်2ပွဲရှုံး12ပွဲကိုအလဲထိုးထားလို့ KO rate တော်တော်လေးကိုမြင်တယ်။သူ့ရဲ့နောက်ဆုံးရှုံးပွဲက2018တည်းမှာဖြစ်ပြီးအဲ့ထဲကတောက်လျှောက်နိုင်လာတာ73ပွဲဆက်တိုက်ရှိပါပြီ။ Saver က striking အသားပေးကစားပြီးတကယ် fearless ပုံစံနဲ့မျက်နှာကိုဖွင့်တိုးတတ်တဲ့ bouncing skill တော်တော်လေးကိုကောင်းတဲ့ထဲမှာပါပြီးတော့သူ့ရဲ့လက်သီးတွေက power ကောင်းပြီးတော့တိကျတယ်။ပြိုင်ပွဲရဲ့အခြေအနေကိုအကဲခတ်ပြီးတော့ထိရောက်တဲ့ကစားပုံပြောင်းနိုင်တဲ့ fight အကျိုးမြင့်တအိုးလည်းဖြစ်ပြန်တယ်။ကျွန်တော်မြင်မှာတော့ကစားဟန်ဆွဲဆောင်မှုရှိပြီးတော့နိုင်ပွဲတွေစက်နေတဲ့ဆေးဘာကဒီနှစ်ကုန်ဒိုမဟုတ် နောက်နှစ်ထဲမှာချန်ပီယံကပတ်စီကိုသေချာပေါက်ရောက်ရှိလာနိုင်မယ်လို့ခန့်မှန်းမိပါတယ်။ဟုတ်ကဲ့ဒီနေ့တင်ဆက်သွားတဲ့ UFC 314ပွဲအပြီးမှာချန်ပီယံကပတ်နောက်ကိုကက်လာတဲ့ကစားသမား၃ဦးကတော့ဒီကစားသမားကြီးပဲဖြစ်ပါတယ်။ဟုတ်ကဲ့ကျွန်တော်ညောတာပါ Channel MSN ပါ။တဒါ social media platform တွေရဲ့ rule အရကျွန်တော်တို့က link ချလို့မရတော့ပါဘူးအဲ့တော့အခု QR code လေးကို scan ဖတ်ပြီးတော့ Telegram group ကို join လို့ရပါပြီ promo code MSN1H ကိုသုံးပါ